လွဲလွန်းလို့တောင်ငုံနေရတယ်။မင်းနဲ့ငါကချစ်သူတွေမှမဟုတ်ကြပဲ။သူမဘေးကလေးတူဖြစ်ပါရဲ့။ဘေးကလေးတူမှာရှိတဲ့နဲ့အပြင်းစင်းအရက်အမောင်းအရေးအပြုံးအလှပတွေအားလုံးနဲ့ပြည့်စုံတယ်။ဒါပေမဲ့အရင်ဘဝကစူတောင်းမခဲ့တယ်ထင်ပါရဲ့။အလွန်တရာမှာရှာပါတဲ့ကန်ထိုးသူအချို့မှာပဲရရှိနိုင်တယ်။ဖျားပေးရဲ့လက်ဆောင်တစ်ခုကသူ့ရဲ့စိတ်နဲ့ခန္ဓာမှာအရေးတစ်ခုလိုအုံမိုးလိုက်ပါနဲ့။ တစ်ခါတခါသူမအဲ့ဒီလက်ဆောင်ကြောင်းအောင်မဲ့ကုကုကုဂုံယူဝင်ကြွားနေတဲ့တလို့တခါတလေတော့လေဆက်ဆုပ်ရွေးရှာနေတတ်ပါတယ်။အဲ့ဒီလက်ဆောင်ကြောင်းအောင်မဲ့သူမကိုတုံးချပြီးရောလူတချို့ကជីជីတက်ချမ်းသာသွားတယ်။လူတချို့ကချွတ်ချုံကြအောင်လို့ဆင်းရဲသွားတယ်။သူမကြောင့်လူအများကြီးပျော်ကြရတယ်လို့သူမကြောင့်ပဲလူတွေအများကြီးစိတ်ဆင်းရဲကြရတယ်။ဒီဘဝဒီခန္ဓာရပြီးတဲ့နောက် ကျမမှာဖြစ်ချင်တဲ့ဆန္ဒတစ်ခုပဲရှိတော့တယ်။ကျမရဲ့လှုပ်အားဆက်စစ်နဲ့တရားရှိတာဉာဏ်တော်အမြင့်ရှိတဲ့ဇေဒီတစုကိုတည်ခြင်းနဲ့ဇေဒီတော်ကိုထီတော်တင်ရေဆက်ချပြီးချိန်မှာဘဝအဆက်ဆက်ကကျမနောက်ကညီလိုက်ပါလာတယ်။အထုံးပါရမီဝိကျွေးအားလုံးဒီဘဝဒီမြနဲ့သာချီပါစေတော့ရဲ့လို့တရားရှိချိန်တည်တည်ဆုတောင်းခြင်းမိတယ်။